ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆိုပေါ်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာဒါဆွေးနွေးစရာရှိတဲ့အချက်ကဘာလဲဆိုတော့ spa သင်းရဲ့အပြောင်းရွှေ့ကြောင်းလေးပြောခြင်းတယ် spa သင်းရဲ့အပြောင်းရွှေ့ကြောင်းနဲ့ပတ်သက်မယ်ဆိုတော့တကယ်ကိုပြကျွန်တော်တို့အသင်းကလေဟိုဘာဖြစ်ချင်လို့ဖြစ်နေမှန်းမသိတဲ့အသင်းတွေကအသင်းတစ်သင်းလို့ကျွန်တော်အနေနဲ့အမြင်တယ်ဟိုဘယ်ရှိတိုးမှလာနောက်ဆုံးမှလာမတိကြပါတဲ့အသင်းတွေကအသင်းတသင်းဖြစ်တယ်လို့ကျွန်တော်နေနဲ့မြင်တယ်ဘောလို့အဲ့တော့ personally ရတာကျွန်တော်အမြင်ရပြောရမယ်ဆိုရင်ဒါကျွန်တော်ရဲ့အမြင်လေးတွေကျွန်တော်တင်ဆက်ပေးခြင်းနဲ့ဘာတွေလဲဖြစ်နေလဲဘလူတွေဖြစ်နေလဲဘယ်ကောင်တွေကို target ထားနေလဲလက်ရှိမှာလူတွေကြိုက်တဲ့ကစားသမားတွေကိုတကယ်ရောခေါ်နိုင်ပါမလားဆိုတဲ့မေးခွန်းပဲအဲ့တော့လက်ရှိမှာတော့ spa တင်နေတဲ့ဒါ Thomas Frank ကိုဒါကျွန်တော်တရားဝင်ဒါကျွန်တော်သူ့အနေနဲ့သူ ကြည်ညာခဲ့ပြီပေါ့နော်ကစားသမားတော်ကျွန်တော်ကစားသမားတွေနဲ့ဒါနီးပြနဲ့စတင်တွေ့ဆုံခဲ့ပြီးတော့လက်ရှိမှာဒါနီးပြအနေနဲ့ဒါလက်ရှိမှာဒါ pre-season ကျွန်တော်တို့ July 10ရက်နေ့မှာစကန်ရမှာတော့ကျွန်တော်ဒါပြန်စဉ်းစားကြည့်မယ်ဆို15ရက်ပတ်ချာလဲဝင်ကြပဲလို့အဲ့တော့ဒါ training session တွေကိုဒါကျွန်တော်တိတလောက်ကမနေ့ကစပြီးတရဝင်လုပ်နေပြီဖြစ်တဲ့ကြောင့်မို့ဒါ spa အသင်းနဲ့တကယ်ကိုလှလှရှာရှာဖြစ်နေပြီပေါ့နော်ဒါပေမဲ့အပြောင်းရွှေ့မှာ spa အသင်းဘယ်လိုအခြေအနေရှိလဲ spa အသင်းနဲ့အခုလက်ရှိမှာကျွန်တော်ဘယ်နေရာတွေကိုလူလဲဒါတွေကိုကျွန်တော်အရင်ဆုံးသိဖို့လိုတယ် spa အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တကယ်တမ်းချစ်လက်တယ်ဆိုရင်တကယ်တမ်းလူရှိတယ်ဆိုရင်တော့ကျွန်တော်တို့မှာ cancel ပိုင်းကလွင်ကျဲတဲ့နေရာမှာလူသိ မရှိဘူးဒါခန်းစင်ဘက်မှာလူရှိဆိုတော့ဒရာဂူစင်ပြန်ကောင်းလာမှာဒရာဂူစင်ဒန်ဆိုဒါဗန်ဒီဗီဒါကျွန်တော်တို့ခရစ်ယာန်ရူမဲရူပေါ့နော်ဒါကျွန်တော်တို့တောင်မန်နီမှာဒါမဆိုးဘူးဆိုတဲ့ကစားသမားတွေရှိတယ်ဂျက်စပန်ရှိတယ်ဒါဒက်စတနီဦးဒိုဂီဒါကျွန်တော်တို့ပက်ဒရိုပူရူဒါကျွန်တော်နောက်တန်းအလွင်ဒါကျွန်တော်တို့နေရာစုံမှာဒါကျွန်တော်တို့လူလူအပ်တဲ့နေရာမှာရှိတယ်ဒါပြီးကျွန်တော်ဒါစပါတင်နဲ့ခုလည်းရှိတာဖတ်မီယာလောက်ပြောရမယ်ဆိုတော့ဂိုးသမားနေရာကိုလည်းစပါတင်ဒီနေ့နေရာဒီမှာဖြစ်ဖို့စီစဉ်ပါဘာလို့ကင်စကီလည်းရှိတယ်ဒါကျွန်တော်တို့ဗီကာရီယိုလည်းရှိတယ်အဲ့တော့ဒီပြောင်းရွှေ့နေတဲ့ပတ်သက်ခုလည်းရှိမှာဒါပထမဆုံးနေတာကျွန်တော်အမြင်ကကျွန်တော်အပြောင်းရွှေ့ကိုစပြီးပြောချင်တာ ာ Vicario ပဲပေါ့နော်လက်ရှိမှာ Vicario ကိုဒါကျွန်တော်တို့လက်ရှိဒါ Serie A club တွေဖြစ်တဲ့ဒါကျွန်တော်တို့ AC Milan ကအလိုရှိတယ် AC Milan နဲ့သူတို့ရဲ့အဓိကကစားသမားဂိုးသမားဖြစ်တဲ့ Mike Nyang ကိုဒါမကြခင်မှာဆုံးရှုံးရနိုင်တဲ့အတွက်ကြောင့်မသူတို့နေ Vicario နဲ့အစားထိုးခြင်းတယ် Vicario ရဲ့ agent နဲ့တူဒါကျွန်တော်တို့တချို့ဒါသတင်းတွေရဆိုရင် AC Milan တွေးဆောင်ခဲ့ပေမဲ့ဒါကစားသမားဘက်ကရော Spartan ဘက်ကရော လုံးဝကိုဒါကျွန်တော်တို့အသင်းပြောင်းဖို့အတွက်အစီအစဉ်မရှိဘဲနဲ့ Spartan မှာပဲဆက်နေခြင်းတော့ကျွန်တော်ဒီမှာအပိုင်းတင်နဲ့ပြီးသွားတယ်အဲ့တော့ဒါတချို့တော့ဒါကျွန်တော်တို့ပိတ်သက်နေနေဒါ Vicario ကိုဒါကျွန်တော်အသင်းကနေရောင်းပြီးတော့ပိုကောင်းတဲ့ကစားသမားမျိုးပူလို့ င်းနဲ့လက်ရှိမှာဒါဘာကြောင့်လဲ Thomas Frank ကြောင့် Thomas Frank အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ဘောလုံးကိုရှေ့ကိုတင်နိုင်ပြီးတော့ဒါကျွန်တော်တို့လုပ်နေအဲ့တော့ဘွားမလေးကျွန်တော်လေးဘာဘမမှတ်သွားဆို Andrew Onana လည်းကျွန်တော်တို့လေးမှတ်သွားတယ်။ဘာလို့ Andrew Onana ဒါကျွန်တော်လက်ရှိမှာပိတ်သက်နေနေတာ tactic ကိုရဟာဒီကောင်ကဒါဘိုးပူဒီဒီကိုသမားဘောလုံးကိုရှေ့ကိုတင်တာအရန်ကောင်းတာဟိုဟာဖြစ်တာအရန်ကောင်းတာဆိုကျွန်တော်ခဏခဏပြောတယ်။တကယ်လည်းဘမညံ့လဲဆိုတော့တကယ်ကိုအရေးကြီးဆုံးနေရာဒါကျွန်တော် goal ဖမ်းနေရာမှာတအားညံ့။အဲ့တော့ပြောချင်တာလက်ရှိမှာ quick carry ကိုကျွန်တော်သဘောကျအချက်ကတကောင် goal ဖမ်းတာကောင်းတယ်။ ရှော့စတော့ပါကောင်းတယ်ကောင်ဂိုးရှေ့ကိုပေးပို့မှုပါညာလွဲချော်တာမှန်မှန်တာမဟုတ်မှားတာမှန်တာရှိပေမဲ့ကျွန်တော်နေဂိုးဖန်တာကောင်းမှုရေးကြည့်တယ်ဂိုးသမားဂိုးဖန်တာကောင်းစီခြင်းတယ်ဘာလို့ဆိုတော့ owner manager တော်တော်လေးကိုမှတ်နေကြကျွန်တော်နေနေတာဂိုးသမားဂိုးဖန်အကောင်းနေရဲ့လက်ရှိမှာရပြီအဲ့တော့ကျွန်တော်နေတာကျွန်တော် distribution ပါညာဒါနောက်တစ် game ပေါ့နော် maybe ဒါ king skill တို့ပါမှဒါ train ပြင်ဖြစ်လာနေတယ်လို့မြင်တယ်ဒါပေမဲ့ထပ်ပါ victory ကိုလက်ရှိမှာဒါ spartan ဘက်ကလည်းရောင်းမှုမရှိလို့ဒါကျွန်တော် spartan ကျွန်တော်တို့ကစားသမားဘက်ကထောက်ဖို့ victory ကဒီမှာတခိုင်အဲ့တော့ဂိုးသမားနဲ့နောက်တန်းမှာ spartan နဲ့လက်ရှိဒီနေ့ညရာဒီမှာအသစ်ပွဲဖို့အစီအစဉ်မရှိဘူးဒါပေမဲ့အခုလက်ရှိမှာ christian romero ုရဲ့ကိစ္စကခက်လွတ်လို့ဖြစ်နေတယ်။ဒါပေမဲ့လက်ရှိဒါဖာဘီဇီယိုရိုမာနိုရဲ့အဆိုရဆိုရင်တော့ခရစ်ယာန်ရိုမဲရိုအနေနဲ့အခုလက်ရှိဒါဒီနှစ်မှာတော့အသင်းမှာဆက်နေဖို့တော့ရကြိုင်လို့များတယ်။ပြီးတော့ခရစ်ယာန်ရိုမဲရိုနဲ့ဆွန်ဟောင်းမင်းသားထွက်သွားခဲ့မယ်ဆိုသူနဲ့ကပတိန်လက်ပတ်ရမှာတည်ကြတဲ့အတွက်ကြောင့်မို့သူအနေနဲ့အသင်းမှာဆက်နေဖို့တော့တဖြည်းဖြည်းရကြိုင်လို့များတယ်။ခရစ်ယာန်ရိုမဲရိုနဲ့အခုလက်ရှိမှာတောမက်ဖရန့်နဲ့မကြခင်မှာတွေ့ပြီးတော့သူ့ရဲ့အနာဂတ်အတွက်လည်းဆွေးနွေးတော့မှာဖြစ်ပြီးတော့စပါးသင်းနဲ့ဒီနှစ်မှာတော့ခရစ်ယာန်ရိုမဲရိုကိုရောင်းသွားဖို့စဉ်းမရှိဘူး။ဒါကြောင့်မို့ဒါအက်သလက်တီကိုမက်ထရစ်ဘက်ကနေတော့အခုလက်ရှိမှာခရစ်ယာန်ရိုမဲရိုကိုခေါ်ဖို့အစီအစဉ်မရှိတော့ဘဲနဲ့ဒါကျွန်တော်ဟင်ကာပီကို ခေါ်ဖို့တဲ့စီစဉ်နေပြီဆိုတဲ့သတင်းတွေတော့ထွက်ပေါ်လာ။အဲ့တော့ Christian Romero ကတော့ Spartan မှာဆက်လက်ပြီးရှိနေမယ်လို့ပြောလို့ရတယ်။အဲ့တော့ Spartan နဲ့အခုလက်ရှိမှာအရေးကြီးဆုံးက ဒါ creative outlet ဒါကျွန်တော်လုပ်ပေးနိုင်နေကြသမှာအခုလက်ရှိမှာ spa တင်တသိန်းလုံးမှာ medicine တရက်ကလွင်ရတာတိုက်စစ်ပိုင်းမှာဒါအဲ့ပေါ့ကွင်းလယ်နဲ့တိုက်စစ်ကြားတဲ့ကပေါင်ကူတရာပြောင်းနေတယ်မှာပါတယ် medicine ကောင်းတာလေ medicine ရဲ့ပြဿနာဒါခဏခဏတန်ရရနေတဲ့ကြောင့်မူပြောရတဲ့ကြောင့် spa တင်ဒီနေရာအတွက် market ထဲမှာ dog shop လိုက်ရှာနေ easy service summons ဒီလိုကစားသမားမျိုးကို spa တင်နေတာကျွန်တော် dog shop market ထဲမှာရှာဖွင့်နေပြီဒါဖြစ်ပြီးတော့ခေါ်ဖို့တယ်စိတ်ဝင်တယ်ပြဿနာက spa တင်ကဟိုလိုလိုဒီလိုလိုလုပ်နေတာပဲအခုလက်ရှိမှာဒါသူများတင်တွေကတရက်ဝင်ဆွေးနွေးတယ်တရက်ဝင်ချိတ်ဆက်တယ်တရက်ဝင်ခေါ်ယူဖို့လုပ်တယ် spa တင်ကတရက်ဝင် ဲ့ပတ်သက်ပြီးဘာမှမလုပ်ပါသေးဘူးတရားဝင်နဲ့ပတ်သက်ပြီးဘာလုပ်လဲဆိုဘာမှမလုပ်ပါသေးဘူးအဖြေကရှင်းရှင်းအခုလက်ရှိမှာ LS Go Poggy ဘာမှကိုဘာမှမလုပ်အခုလက်ရှိဒါကျွန်တော်အပြောင်းရွှေ့ဒါကျွန်တော်ဒုတိယအကြိမ်ဖွင့်လို့ဒါ9ရက်တည်းပြင်ရောက်လာပြီပထမအကြိမ်10ရက်ကုန်သွားအပြောင်းရွှေ့15ရက်တည်းကုန်သွားစပားအစ်တင်တာချိတ်ဆက်မှုတောင်မရှိဘူးအခုလက်ရှိမှာကျွန်တော်တို့တော့တူတော့သတင်းတွေပဲထွက်နေတယ်အခုလက်ရှိမှာဒါ Zavi Simon နဲ့စပားအစ်တင်တာစိတ်ဝင်စားနေဆိုသတင်းထွက်တယ် Easy ဆိုလည်းစိတ်ဝင်စားနေဆိုသတင်းထွက်တယ်အဲ့တော့ Kola Hala တရားဒါကျွန်တော် Easy မှာစာချုပ်ဖြတ်သိမ်းကြည့်ရှိတယ်ပေါင်68တန်းလား63တန်းလားမသိဘူးစာချုပ်ဖြတ်သိမ်းကြည့်ရှိတယ်ဘန်ဂျီကော့ပြောပုံရဆိုဒီစာချုပ် ုပ်ဖြတ်သိမ်းကြီးကအင်မတန်မှရှုပ်ရှက်ခတ်လွန်တဲ့ဖြတ်သိမ်းကြီးဖြတ်သိမ်းကြီးဖြစ်တယ်။အဲ့တော့68တန်းအပြင်ကိုဒါဘာဒီမန်မသိတဲ့အက်တော်နီလည်းပါသေးတို့ဒါတော်တော်လေးကိုရှုပ်ရှက်ခတ်လွန်တဲ့ဖြတ်သိမ်းကြီးဖြစ်တဲ့ကြောင့်မို့အသင်းတော်တော်များ easy ကိုခေါ်ရတဲ့နေရာမှာဒီတိုင်းပတ်စံပေးပြီးခေါ်ပြတာဟိုစာချုပ်ဖြတ်သိမ်းကြီးပေးပြီးခေါ်ရတဲ့ဆိုင်ဒီတိုင်းပတ်စံပေးပြီးခေါ်တာကိုပို့ပြီးတော့အကုန်လုံးကစိတ်ဝင်စားကြတယ်။အဲ့လိုပုံစံမျိုးပို့သွားကြတယ်ပေါ့နော်။အဲ့တော့ပြောချင်တဲ့အတိတ်ပဲကအဖြေကရှင်းရှင်းလေးတော်တော်လေးကိုဒါကျွန်တော်တို့ complicated ဖြစ်ကြောင့်မို့ spa thing ကလည်းဒါကျွန်တော်တို့လက်ရှိမှာ easy ကိုခေါ်မယ်ဆိုရင်တော့မှဒါတစ်ဖက်ကိုဒါ crystal palace ကိုပတ်စံပေးပြီးကန့်လှတဲ့ပုံစံမျိုး သာတော့ဘူးရှိတယ်။ဒါပေမဲ့ ်အခုလက်ရှိမှာ easy cool spa သင်္ကတာကစားသမားတွေချိတ်ဆက်မှုမရှိသေးဘဲနဲ့တရားဝင်စိတ်ဝင်စားတဲ့အဆင်မရှိတယ်အကုန်လုံးတော့ပတ်ပြီးစိတ်ဝင်စားနေတာပဲဟိုကပြန်စိတ်မဝင်စားရပဲရှိတယ်အဲ့တော့ Xavi Simons တွေဒီတိုင်းမှာ spa သင်္ကတာလက်ရှိမှာ Xavi Simons ကိုတရားဝင်စိတ်ဝင်စားနေတဲ့ club ပဲဖြစ်တယ်တရားဝင်ချိတ်ဆက်မှုတော့တရားမှပြုမလုပ်ရသေးဘူးအခုလက်ရှိမှာ Xavi Simons တွေနဲ့ဒါဖတ်မီယာလောက်ဆိုရင်တော့သူနဲ့အသင်းပြောင်းမယ်ဆိုရင် spa သင်္ကတာကို तू ပြောင်းချွေခြင်းနဲ့ကစားသမားတွေအခုလက်ရှိမှာသူနဲ့ spa သင်္ကတာကိုသဘောကျတယ် spa သင်္ကတာကသူ့ရဲ့ destination တစ်ခုဖြစ်လာမယ်သူ့ကို तू ယုံကြည်ထားတယ်ဒါကြောင့် spa သင်္ကတာကစားသမားတွေလည်းမချိတ်ဆက်သေးဘူးကစားသမားကလာခြင်းနဲ့ဆိုရင်တော့ spa သင်္ကတာအခုချိန်မှာ မအင်းရောင်အင်းရောင်လုံနေတုံးမယ်ဒါအပြင် service bonus ကိုလက်ရှိမှာစပါတင်ဘက်ကနေပြီးတော့ပေါင်တန်း90နဲ့ပေါင်တန်း60ပတ်ချာလဲဝင်ညင်ကြပဲဈေးသတ်မှတ်ထားတယ်လို့ပြောလို့ရရတယ်မှာပါအဲ့တော့ဒီထက်တာကျွန်တော် live set ဘက်ကပူခေါ်ခဲ့မယ်ဆိုရင်တော့ spartan ဘက်ကလက်ရှိမှာဒီထက်ပူပြီးဘာမှလုံးမလုပ်တော့ဘူးလို့သိရအဲ့တော့ spartan နဲ့အခုလက်ရှိဒီနှစ်ညွေရာသီမှာဒါ right winger ကစားသမားပေါ့နော်ဒါကျွန်တော်ညာချန်ဒါအေးပေါ့ ဘယ်က left ပေါ့နော်ဘေးပေါ့ဘယ်ညာတစ်ခါကျလွဲတယ်နော်ဒါကျွန်တော်တို့အေးပေါ့ညာချမ်းအားတန်ကစားသမားဖြစ်တယ်ဒါကျွန်တော်တို့ကစားသမားတယောက်ခေါ်ချက်အခုလက်ရှိမှာ Brian M1 ဘူလို့ကစားသမားအဲ့တော့ Sporting နဲ့အခုလက်ရှိမှာ Brian M1 ဘူလည်းစိတ်ဝင်စားတာဖြစ်ပြီး Cola Hala တရားဝင်ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းကလည်းဒါ Cola Hala လည်းဖြစ်တယ်ပေါင်သန်း90သာကမ်းလှမ်းမယ်ဆိုဗျာအခုချိန် Brand ဖို့လွရွေးရထားမှာမကမ်းလှမ်းလို့ဘာသတင်းမှမထွက်တာဘုတ်တော့မှာဒါသတင်းတစ်ခုပဲထွက်တယ် Channel List တစ်ခုအားထွက်တယ်ဒီလောက်ကတော့ဒါဘာမှမထွက်နဲ့အဲ့တော့ဒါတရားဝင် Journalist တွေကပြန်ကြည့်မယ်ဆိုရင်သူတို့အနေနဲ့ဒါ David Austin စပါးနဲ့ပတ်သက်ပြီးဘာသတင်းမှမထွက်ဘူး Thomas Brand ကိုခန့်တဲ့အချိန်က လွင်တခါသားသမားရဲ့ဘက်ဘာမလို့အဲ့တော့ဒါကျွန်တော်လက်ရှိမှာ Fabrizio Romano ပြန်ကြည့်တော့သူ့ရဲ့ YouTube podcast မှာ Spa နဲ့ပတ်သက်ပြီးတခါခါ mention လုပ်တာကလွင်ဘာစုဘာမှမရှိတဲ့အနေထားမှာရှိတယ်ဗောနော်အဲ့တော့ Spa နဲ့ပတ်သက်ပြီးပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ကတရားဝင်စိတ်ဝင်စားတဲ့ target တွေအများကြီးပဲတိုက်စစ်မှုတွေလည်းစိတ်ဝင်စားနေကြပဲအခုလက်ရှိမှာဒါကျွန်တော်ပြင်သစ်ကဘာကျွန်တော်ဒါ charting လေးတယောက်ကိုလည်းစိတ်ဝင်စားတာပဲစိတ်ဝင်စားတာစိတ်ဝင်စားနေတာအကုန်လုံးစိတ်ဝင်စားနေတာပဲဟုတ်တယ်မလားစိတ်ဝင်စားပြီးဘာမှလုပ်လို့မရရင်တော့အလကားပဲ ဒါ serious reality ပဲအဲ့တော့ Spartan တကူလက်ရှိဒါကျွန်တော်အပြောင်းအရွှေကျွန်တော်မကြခင်မှာဒါကျွန်တော် pre-season ကန်တော့မယ်နီးပြအစ်စ်ရောက်လာပြီပြောလိုက်ရင်တော့နီးပြအစ်စ်ကိုဘယ်ကယ်လို့မပြောလိုက်ရင်တော့ဒါလေကြီးမိုးကြီး Premier League ကိုယူမယ် Champion League ကိုယူမယ်စောက်ကြီးစောက်ကြီးတွေပြောတယ်သူများအသင်းကစားသမားခေါ်ယူပြီး training session တွေဆင်းနေပြီအသင်းနဲ့ပါတကယ်ကိုပါဝင်ကစားနေချိန်မှာကိုကဟိုလူကိုစိတ်ဝင်စားတယ်တီလူကိုစိတ်ဝင်စားအဲ့စိတ်ဝင်စားတဲ့အစင်ကမတက်တာလားစောက်သေးရတာမရှိဘူးတကယ်ပြောတာအဲ့သူများအသင်းတွေကဥပမာလက်ရှိမှာဒါကျွန်တော် အာဆနယ်ဆိုဗျာဘယ်လိုလဲတိုက်စစ်မှုတွေနဲ့ဒါပြဿနာအခုလက်ရှိမှာရွေးရခတ်နေတာဒါပေမဲ့ကစားသမားနေအောင်တော့ပုံကူကြီးရရထားပြီးဒါလက်ရှိမှာအတင်းတင်းကြားထဲမှာဈေးညိနေတာတခုပဲရှိတာစပါးအတင်းနဲ့အဲ့လိုလားဆိုရင်အဲ့လိုလည်းမဟုတ်ဘူးအခုလက်ရှိမှာ easy စိတ်ဝင်စားပြီး small စိတ်ဝင်ကူဒက်စ်ကိုစိတ်ဝင်စားတယ်ကူဒက်စ်ကိုလက်ရှိမှာတရဝင်းတန်း90ကမ်းလမ်းမှုလုပ်မယ်ဆိုတဲ့တင်းကတက်လာခဲ့မယ်တရဝင်းလည်းမကမ်းလမ်းဘူးအဲ့တော့ကျွန်တော်မီဒီကမှာဘယ်ကစားသမားခေါ်မှာကျွန်တော်မသိဘူးအဖေကရှင်းရှင်းလေး ဘောက်တော့ at least ဗျာလာကစားသမားတယောက်ခင်ဗျခေါ်မယ်ဆိုရင်အဲ့ကစားသမားရဲ့ cap အဲ့ကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့အရင်ဆုံးဆွေးနွေးအဲ့ကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုအသိနဲ့တင်ညာပြန်ဆွေးနွေးစပါးတဲ့နဲ့အဲ့လိုပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရမယ်နီးစပ်တဲ့ကစားသမားတယောက်မှမရှိဘူးအခုလည်းဒီမှာအသင်းကိုတော့လာခြင်းကစားတော့ရှိ easy ဆို spaarting ကိုတော်တော်လေးတို့သူကိုယ်နဲ့ပြိသက်ဖြစ်တဲ့အတွက်ကြောင့်မို့ easy က spaarting ကိုစိတ်ဝင်စားတယ်။ခေါ်မယ်ဆိုရင်သူနဲ့ကောင်းကြည့်ဖို့တော့ ready ပဲ spaarting နဲ့မလုပ်ဘူးဘာလို့မလုပ်ဘူးအဲ့လောက်လွင်တို့မလုပ်ဘူးတို့အခက်ခက်ခဲခဲနေပဲအဲ့တော့ ပြဿနာအဲ့ဒါပဲအဲ့တော့လက်ရှိမှာစပါတင်ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးစပါတင်ကတော်တော်လေးအကုန်လုံးကိုတော့စိတ်ဝင်စားနေတယ်ဘယ်သူမှကိုတော့မခေါ်ဘူးအဲ့ပြဿနာကိုရင်ဆိုင်နေဖြစ်ပါလောက်ပါပဲကလုတ်ဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ AB4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေကလစ်ဖို့မမိကြပါနဲ့ဗျအောက်ကကွန်မန်တီထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ AB4 ကြီးတို့ link လေးတွေကိုထည့်ပေးထားခြင်းပြချောမဆောက်ကိုကြည့်လို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျမြန်မာလေကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ် အောက်က comment တွေမှာလည်း youth sport media 3.0ဆိုတဲ့ tv4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျှဝေကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရရမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာ clip မှာအမြင်နာဖြစ်ပါတယ်ကျွန်တော်ကူပြီးပါဦးနောက်မှကျွန်တော်တို့ကြရပါဘို့ဒီပါဗျာ